အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့သိပ္ပံပညာရှင် Albert Einstein ရဲ့သိပ္ပံနာမည်ကြီးရဲ့ theory နှစ်ခုအကြောင်းကျွန်တော်ကဆွေးနွေးပေးသွားမှာဖြစ်ပါတယ်1905နဲ့1916မှာ Einstein က theory နှစ်ခုကို publish လုပ်ခဲ့ပါတယ်အဲ့ theory နှစ်ခုကတော့ special theory of relativity နဲ့ general theory of relativity ပဲဖြစ်ပါတယ်အစပိုင်းမှာတော့ physics community က theory တွေကိုသိပြီးတော့လက်မခံခဲ့ဘူး ါ့နော်နောက်ပိုင်းမှာတော့ Einstein ရဲ့ theory တွေကယူဘဗေဒရဲ့ဗဟုသောချက်ဖြစ်လာခဲ့ဆိုတော့ဒီ theory နှစ်ခုအကြောင်းကိုကျွန်တော်မစခင်မှာအရင်ဦးဆုံး classical relativity အရင်တုန်းကလူတွေလက်ခံထားတဲ့ relativity ဆိုတာဘာလဲဆိုတာကိုအရင်ဆုံးရှင်းပြပေးပါမယ် classical relativity အရတော့အရာဝတ္ထုတွေကဒီစက်ကြောလိုက်ထဲမှာဘယ်တော့မှအာအပြည့်အဝရက်နေတာမျိုးအပြည့်အဝရွေးရှားနေရဆိုတာမျိုးမရှိဘူးဆိုတော့အရာဝတ္ထုတွေတစ်ခုနဲ့တစ်ခုရွေးရှားရဆိုတာကအာတစ်ခုပေါ်တစ်ခုနိုင်ရှင်ပြီးတော့ပဲသတ်မှတ်တာပဲဖြစ်ပါတယ် ဒါဆိုရင်ဒီဥပမာလေးကိုကြည့်လိုက်ပါ10မီတာပါစက္ကန့်နဲ့ရွေးရှားနေတဲ့ကားတစ်စီးပေါ်မှာကလေးနှစ်ယောက်ကဒီဘောလုံးလေးကို5မီတာပါစက္ကန့်နဲ့ဥပက်ဒီပဲပြစ်နေတယ်လို့သတ်မှတ်ပေးပါဆိုတော့ဒါဆိုရင်ဒီဘောလုံးလေးရဲ့ speed ကဒီကလေးနှစ်ယောက်အတွက်ကတော့အာ5မီတာပါစက္ကန့်ပဲဖြစ်နေမှာဖြစ်ပြီးတော့ဒီအပြင်ဘက်မှာရက်ပြီးတော့ကြည့်နေတဲ့သူတို့ရဲ့အကိုအာနောက်တစ်ယောက်ပေါ့နော်နောက်ကလေးတစ်ယောက်အတွက်တော့ဒီဘောလုံးလေးရဲ့ speed က15မီတာပါစက္ကန့်ဖြစ်နေမှာဖြစ်ပါတယ်ဆိုတော့ အာဒီကလေးလေးအပြင်ကကလေးလေးအတွက်ကတော့သူတို့နှစ်ယောက်က ရွေးရှားနေတာဖြစ်ပြီးတော့အပြင်ကကလေးအတွက်တော့သူကရက်နေတာဖြစ်ပါတယ်ဒါပေမဲ့လည်းဒီအပြင်ကကလေးကကဘာကြီးပေါ်မှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်သူကိုယ်တိုင်ကလည်းရွေးရှားနေတာဖြစ်ပါတယ်ဒါပေမဲ့သူကသတိမထားမိဘူးပေါ့နော်အဲ့လိုမျိုးပဲကဘာကြီးကလည်းနေုပ်ပတ်နေတယ်နေကလည်းကျွန်တော်ရဲ့နေလုံးကြီးကလည်းအာဂလက်ဆီကိုပတ်နေတယ်ပေါ့နော်ဆိုတော့ဒါကြောင့်အာဒီဂလက်ဆီကလည်းကျွန်တော်တို့စကြဝဠာထဲမှာရွေးရှားနေတယ် ဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီစက်ကြာဝလာထဲမှာရှိတဲ့ဘယ် object ကမှရွေးရှားနေတာမျိုးရက်နေတာမျိုးမဟုတ်ဘဲနဲ့တစ်ခုပေါ်တစ်ခုနှိုင်းရှင်ပြီးတော့အာရွေးနေတယ်ရက်နေတယ်ဆိုပြီးတော့သတ်မှတ်ကြတာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့အရင်တုန်းကလူတွေသတ်မှတ်ခဲ့တဲ့ classical relativity ပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံး Einstein ရဲ့ special theory of relativity နဲ့စတင်လိုက်ရအောင်။ special theory of relativity ရဲ့အဓိကအသက်သွေးကြောင်းကတော့ spin online လို့ခေါ်တဲ့အလင်းရဲ့အမြင်ပဲဖြစ်ပါတယ်။ အိုင်စတိုင်းပြောခဲ့တာကတော့ speolite လို့ခေါ်တဲ့အလင်းအလျင်ကကြည့်တဲ့ observer ပေါ်မှာမမူတည်ပါဘူး။သူ့ရဲ့အလျင်က1စက္ကန့်ကို3 times 10 power 8 meter per second ဖြစ်တယ်ဆိုပါစို့။ဒါဆိုလို့ရှိရင်ဒီ3 times 10 power 8 meter per second ကကြည့်တဲ့သူကရက်ရက်နေတာပဲဖြစ်ဖြစ်၊ရွေ့နေတာပဲဖြစ်ဖြစ်ဒီသူ့ရဲ့ speed ကပြောင်းလဲမှာမဟုတ်ပါဘူး။ဒါကြောင့် Einstein ရဲ့သတ်မှတ်ချက်အရတော့ speolite က relative မဟုတ်ပါဘူး။ဒါဆိုရင် speolite က absolute term ဖြစ်ပါ observer ရဲ့ motion ပေါ်မှာမှုမှုတည်ပါအောင်ဒါက special theory of relativity ရဲ့အဓိကအသက်သွေးကြောပဲဖြစ်ပါတယ် special theory of relativity မှာ spin line ရဖြစ်လာတဲ့ theory ကတော့ time dilation လို့ခေါ်တဲ့အချိန်ပြန်ကားခြင်းပဲဖြစ်ပါတယ်အဲဒါဆိုရင်ကျွန်တော် time dilation နားလည်ဖို့ဒီဥပမာလေးနဲ့ချက်လောက်ပြပြပေးကြပါမယ် reflect ဖြစ်နိုင်တဲ့အမှန်နဲ့ချက်ကိုကျွန်တော် setup နှစ်ခုပြင်ဆင်လိုက်ပါအဲ့မှန်နဲ့ချက်ပေါ်မှာ person A နဲ့ person B ဆိုပြီးတော့ လူနှစ်ယောက်ကိုရက်ခိုင်းလိုက်ပါပြီးလို့ရှိရင်တော့ဒီ reflect ဖြစ်နိုင်တဲ့အမှန်လေးချားမှာ light beam လေးတစ်ခုကိုအာကျွန်တော် trouble လို့ခိုင်းလိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ light beam လေး trouble လို့ခိုင်းတဲ့ distance ကတော့အမှန်တစ်ချက်ကြားအကွာဝေးပဲဖြစ်ပါတယ်ဆိုတော့ဒုတိယ setup မှာရှိတဲ့ light beam လေးကိုတော့ကျွန်တော်တို့ Newtonian trouble မလို့ခိုင်းတော့ဘဲနဲ့ဒီမှန်တစ်ချက်ကိုပါကျွန်တော်က speed light နီးပါးမြန်နဲ့အမြန်နဲ့ကျွန်တော်တို့ညာဘက်ကိုတွားခိုင်းလိုက်ပါတယ် ဒါဆိုလို့ရှိရင်တော့သူ့ရဲ့လမ်းကြောင်းလေးကဒီလိုမျိုးဖြစ်သွားမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ပထမလမ်းကြောင်းမှာရှိတဲ့ light beam ရဲ့သွားရတဲ့အကွာအဝေးနဲ့ဒုတိယလမ်းကြောင်းမှာရှိတဲ့ light beam ရဲ့သွားရတဲ့အကွာအဝေးအရ distance ကပို့ပြီးတော့ဒုတိယ set မှာရှိတဲ့ light beam ကပို့ဝေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်တော့သူတို့နှစ်ခုရဲ့ကြာချိန်ကတူနေပြီးတော့သူတို့နှစ်ခုရဲ့သွားရတဲ့ distance ကမတူနေပါဘူး။ဒါကြောင့် Einstein ရဲ့ speed of light က constant အရာကျွန်တော်တို့ဒုတိယ light beam လေးကအချိန်တွေကိုနှေးအောင်လုပ်လိုက်တယ်လို့သတ်မှတ်လို့ရပါတယ်။ ဒါဆိုရင်ဒုတိယဆက်ရက်မှာရှိတဲ့ person B မှာဆိုလို့ရှိရင်ပေါ့နော်သူ့မှာဒါ나이လေးပါခဲ့မယ်ဆိုလို့ရှိရင်ပရမဆက်ရက်မှာရှိတဲ့ person A ရဲ့나이နဲ့သွားရှင်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒုတိယဆက်ရက်မှာရှိတဲ့သူရဲ့나이ကပိုပြီးတော့နှေးနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီ equation လေးကိုကြည့်လိုက်ပါ speolite ဆိုတာက distance နဲ့ time ကိုစားထားတာဖြစ်ပါတယ်ဒါကြောင့် distance ပုံများလို့ရှိရင်တော့ speolite ကို constant ဖြစ်ဖို့ဆိုရင် time ကိုလည်းပိုပြီးတော့များပြရမှာဖြစ်ပါတယ်ဒါကြောင့် ဒုတိယ setup ကအချိန်ပိုကြာတယ်လို့သတ်မှတ်ပါတယ်။သူ့ရဲ့အချိန်ကပိုပြီးတော့နှေးသွားတယ်လို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်။ဒါတော့ကျွန်တော်တို့ time dilation လို့ခေါ်ပါတယ်။ speed light နှေးပါသွားနေတဲ့ object တွေအတွက်ကတော့အချိန်ကပိုပြီးတော့နှေးသွားတယ်ဆိုတဲ့အတိတ်ပဲကို Einstein ကပြောချင်တာပဲဖြစ်ပါတယ်။ဒီနေရာမှာနားလည်ဖို့နည်းနည်းခက်နေမယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့ဒီ theory ကကျွန်တော်တို့ greater scientist ဖြစ်တဲ့ Einstein ရဲ့ theory ဖြစ်တဲ့အတွက်ကြောင့်နားလည်ဖို့ခက်တယ်ဆိုတော့ကျွန်တော်တို့လက်ခံမှာဖြစ်ပါတယ်။ စစောပြောခဲ့တယ်ဒုတိယ setup ကအချိန်နှေးွားတယ်ဆိုတာကကျွန်တော်တို့တကယ်တမ်းကျတော့အပြည့်အဝမမှန်ခင်ပါဘူးအိုင်စတိုင်းပြောတာကဒုတိယ setup မှာရှိတဲ့ distance ကပိုများမယ်ဆိုလို့ရှိရင် time ကလည်းပိုပြီးတော့များလာမယ်လို့ပြောခဲ့ပါဒါပေမဲ့လည်းတကယ်တမ်းထူးခြားတဲ့ဖြစ်စဉ်တစ်ခုဖြစ်သွားတယ်လို့ဆိုပါတယ်အဲ့ဒါကတော့ဒုတိယ setup ရဲ့အလျားလေးကသူ့သွားတဲ့ direction ရဲ့အလျားအတိုင်းအနည်းငယ်ကျုံသွားတာပဲဖြစ်ပါတယ်အဲ့ဒါကိုတော့ land contraction လို့ခေါ်ပါတယ် ။ဒါကြောင့်သူ့ရဲ့အလျားလေးကျုံသွားတာဖြစ်တဲ့အတွက်ကြောင့်ဒီ speed လိုက်သွားတဲ့ဒီအကွာအဝေးကလည်းပုံနေသွားမှာဖြစ်ပါတယ်။ဆိုတော့ဒီနေရာမှာ time dilation အရာအချိန်တွေကအရင်နေသွားတာမဟုတ်ဘဲနဲ့ length contraction မှာရောပြီးတော့ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်အချိန်တွေလည်းအနည်းငယ်နေသွားသလိုသူ့ရဲ့အလျားကလည်းနည်းနည်းကျုံသွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ speed light နဲ့သွားနေတဲ့ speed light လောက်သွားနေတဲ့ object တွေအတွက်တော့ time dilation လည်းဖြစ်နိုင်တယ်လို့ တန်း contraction နဲ့ပူရဲပြီးတော့ဖြစ်ပါတယ်။ဒါကတော့ special theory of relativity ရဲ့အကြီးက main တော့ချက်တွေပဲဖြစ်ပါတယ်။ Einstein က space နဲ့ time ကိုတရားခွဲမြင်ခဲ့တာမျိုးမရှိဘူး။ Einstein ကကျွန်တော်တို့အာကာသဟင်းလင်းပြင်ရဲ့ space ကကျွန်တော်တို့ 3D ဖြစ်မယ်ဆိုလို့ရှိရင်တော့သူနဲ့ချိတ်ဆက်နေတဲ့နောက်ထပ် time ဆိုရဲ4 dimension လည်းရှိနေတယ်လို့ Einstein ကကောက်ချက်ချခဲ့။ဒါကြောင့် Einstein က space ကိုတည်တံ့မမြင်မဲနဲ့ space time ဆိုရဲအရာနဲ့တွဲပြီးတော့မြင်ပါတယ်။ ောချင်တာကတော့ space မှာဖြစ်နေတဲ့အရာတွေကပြောင်းလဲရင် time ကလည်းလိုက်ပြောင်းလဲနိုင်တယ်လို့အဓိပ္ပာယ်ရပါတယ်။ဒီ theory အရကျွန်တော်တို့ time travel ဆိုတာဖြစ်နိုင်တာ။တကယ်တော့ခုနကပြောခဲ့သလိုမျိုးပဲ space online နဲ့နီးကပ်လာတဲ့ object တွေကအချိန်နှေးဝမယ်ဆိုလို့ရှိရင်တော့တကယ်လို့ theory အရဆက်စဉ်းစားမယ်ဆိုရင် space online နဲ့သွားနေတဲ့ object တွေဆိုလို့ရှိရင်တော့အချိန်ကိုရပ်ပစ်နိုင်ပါပဲဖြစ်ပါတယ်။ဒါဆိုရင် speed online ထက်မြန်တဲ့ object တွေဒါရှိခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အချိန်ကိုနောက်ပြန်သွားနိုင်မှာပဲဖြစ်ပါတယ် ဒါပေမဲ့ electric မှာတော့ bell object ကမှ speed လိုက်ချက်ပို့ပြီးတော့မြင်အောင်မသွားနိုင်ကြပါဘူး။ဘာလို့လဲဆိုလို့ရှိရင်တော့ object တွေရဲ့ speed ကများလာလေလေကျွန်တော်တို့သူ့ရဲ့ speed အစားကျွန်တော်တို့ပေးလိုက်တဲ့ energy တွေက mass တွေပဲထိုးပြီးတော့တိုးသွားစီတာပဲဖြစ်ပါတယ်။ဒါကြောင့် speed light ကိုရောက်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့အရန်ကိုမြပြပြီးတော့ infinite amount of energy ကိုလိုအပ်မှာပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့လက်ရှိမှာတော့ speed light အရာ speed light ကြီးသွားနိုင်တဲ့အရာလည်းမရှိနိုင်ဘူးလို့ time travel ဆိုတာလည်းရှိလာမှာမဟုတ်ပါဘူး။ E equal to mc square ဆိုတဲ့ theory theory လေးကိုလည်း Einstein ကကိုယ်တည်းထုတ်ပြန်ထားပါတယ်။ဒီ equation လေးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ energy ဆိုတာက mass နဲ့အပြန်အလှန်ပြောင်းလဲနိုင်တယ်လို့သူကဆိုပါတယ်။ဆိုတော့ဥပမာကျွန်တော်တို့ nuclear fusion တို့ nuclear fission တို့ဖြစ်တဲ့အချိန်မှာဆိုလို့ရှိရင် mass ပမာဏအရန်သိငယ်တဲ့ဒီပမာဏလေးတွေကအရန်ကိုကြီးမားတဲ့ energy ဖြစ်ကိုပြောင်းသွားတယ်ဆိုတာကိုတွေ့နိုင်ပါတယ်။ဒါက special theory of relativity မှာ Einstein ကိုယ်တည်းထုတ်ပြန်ထားတယ်။ theory လေးပဲဖြစ်ပါတယ်ဒီ theory လေးက atomic physics အတွက်အရန်အရေးပါနေတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒုတိယ theory ဖြစ်တဲ့ general theory of relativity ကိုတစ်ချက်တော့ချဉ်းကပ်ကြရအောင် general theory of relativity ကတော့နည်းနည်းလေးရှုပ်ထွေးပါတယ် special theory of relativity ကအရာဝတ္ထုတွေက universe ထဲမှာ constant speed နဲ့ရွေ့ရှားနေတဲ့အချိန်မှာပဲအလုပ်ဖြစ်ပါတယ်ဒါဆိုရင် object တွေ accelerate ဖြစ်တာနဲ့ပတ်သက်ပြီးတော့ဒီ gravitational force တွေနဲ့ပတ်သက်ပြီးတော့ theory တစ်ခုကိုအာ Einstein ကထပ်ပြီးတော့စဉ်းစားမိပါတယ် ိုင်စတိုင်းပြောတာက object တွေကသူ့ဘေးနားက space time ကိုကွဲဝါးစေတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဆိုတော့အာဒါတွေကို d theory ကိုတော့ကျွန်တော်တို့စစလင်းလင်းစပြီးတော့ချင်းကပ်ချင်ပါတယ်အိုင်စတိုင်းရဲ့ theory ကိုမချင်းကပ်ခင်မှာကျွန်တော်တို့ newton ပြောခဲ့တဲ့ gravitational force လို့ခေါ်တဲ့ gravity ဆိုတာဘာလဲကြည့်လိုက်ကြရအောင် newton ပြောခဲ့တာကတော့အရာဝတ္ထုတွေအကုန်လုံးမှာ mass ရှိတယ်အဲ့အရာဝတ္ထု mass တွေရှိတဲ့အရာဝတ္ထုတွေက တယောက်နဲ့တယောက်အပြန်အလှန်ဆွဲနိုင်တယ်တော့ဒီဆွဲအောင်းကိုတော့ Newton property လို့သတ်မှတ်ခဲ့ပါဥပမာ mass များတဲ့အရာဝတ္ထုက mass နဲ့တဲ့အရာဝတ္ထုကိုဆွဲလိုက်တာမျိုးပေါ့နော်ဆိုတော့ဒါဆိုရင်သူတို့နှစ်ခုကြားကအကွာအဝေးပုံမှာမူတည်ပြီးတော့ gravitational force ကနည်းဝါးတယ်များဝါးတယ်ဆိုတာကိုလေအဲ Newton ကဒီ equation လေးနဲ့ပြပြခဲ့ပါဆိုတော့ဒီ equation အရာ gravitational force ဆိုတာက object နှစ်ခုကြား distance နဲ့ distance square နဲ့ရောင်မြန်အချိုကျတဲ့အတွက်ကြောင့် object နှစ်ခုရဲ့ကြားကအကွာအဝေးကနှစ်ဆများဝါးလေများဝါးလေလေ gravitational force ကလေးဆနဲဝါးလေလေပါဒါဆိုရင်ဥပမာကဘာနဲ့နေကြအကွာအဝေးကအရောက်များများလုံးတဲ့အတွက်ကြောင့်ပေါ့နော်သူတို့ရဲ့ကြားမှာရှိတဲ့ force ကပြောပလောက်မယ်လို့မထင်ဘူးပေါ့နော်ဆိုတော့ဒါဆိုရင် Einstein အတွေ့ထဲမှာတော့ဒါကဒါမဖြစ်နိုင်ဘူးလို့သူကတွေးလိုက်တယ်ပေါ့နော်ဒါဆိုရင် Einstein ကဒါက gravitational force ကြောင့်အရာဝတ္ထုတွေဒီလိုမျိုးလေပတ်တာတွေစွဲငင်တာတွေမဟုတ်ဘူးဆိုလို့ရှိရင် ဒီအရာဝတ္ထုတွေလက်ပတ်နေအောင်စွဲငင်နေအောင်ဘယ်အရာကလုပ်ထားရလဲဆိုပြီးတော့ Einstein ကစပြီးတော့စဉ်းစားတယ်။ Einstein conclusion ချခဲ့တာကတော့ universe ဆိုတာက empty space မဟုတ်ဘဲနဲ့ဒီ empty space မဟုတ်တဲ့ဟာကဘာလဲဆိုတော့ကျွန်တော်တို့ဒီ fibre sheet ပေါ့နော်ဒီတရေပြားပဲဖြစ်ဖြစ်ဒီပိတ်ဆပြားပဲဖြစ်ဖြစ်အဲအဲ့လိုအရာကြီးတစ်ခုနဲ့တူတယ်လို့သူကသုံးဖြတ်ခဲ့ပါတယ်။အဲ့ fibre sheet ကို time ဆိုတဲ့အရာနဲ့ပေါင်းပြီးတော့ Einstein က space time လို့ခေါ်ခဲ့ပါတယ်။ ဒါဆိုရင်ဒီနေရာမှာပဲ gravity ဆိုတာကတော့ဒီ space time လို့ခေါ်တဲ့ fabric sheet လေးကိုကွေးလိုက်ရင် ဖြစ်လာတဲ့ curvature လေးက gravity curvature လေးကြောင့် gravity ဆိုတာဖြစ်လာတယ်လို့ Einstein ကထပ်ပြီးတော့ကောက်ချက်ချတာ။ဥပမာဒီ example လေးကိုကြည့်လိုက်ပါ။ဒီ example လေးမှာဆိုလို့ရှိရင်တော့ဒီ fabric sheet ပေါ်မှာအရန်ကို mass များတဲ့လူတရားကိုထိုင်နေမယ်ဆိုလို့ရှိရင်ဒီ fabric sheet လေးကအလယ်ကိုခြိုက်ဝင်ပေါ်မှာဖြစ်ပါတယ်။ဆိုတော့ဒီနေရာမှာရန်ကို mass နေတဲ့ကလေးလေးတစ်ယောက်ကိုလာပြီးတော့ သူ့ဘေးနားမှာထားလိုက်မယ်ဆိုရင်တော့ဒီကလေးလေးကဒီ mass များတဲ့သူစီကိုဆွဲခံရမှာဖြစ်တယ်ပေါ့နော် gravity ကလည်းဒီအဓိပ္ပာယ်ပါပဲ so mass များတဲ့အရာဝတ္ထုတွေက space time ကိုဖွေးဝါးစီမှာဖြစ်ပြီးတော့ mass နည်းတဲ့အရာဝတ္ထုတွေကတော့ mass များတဲ့အရာဝတ္ထုတွေစီကိုဆွဲခံရမှာပဲဖြစ်ပါတယ်ဒါကို Einstein က gravity လို့သတ်မှတ်ပါတယ်ဒါကြောင့် gravity ဆိုတာကတော့ force တစ်ခုအနေနဲ့မဟုတ်ဘဲနဲ့ space time ခွဲခွဲတဲ့အတွက်ကြောင့်အရာဝတ္ထုတွေတစ်ခုနဲ့တစ်ခုအပြန်အလှန်တက်ရောက်တဲ့အရာပဲဖြစ်ပါတယ် အိုင်စတိုင်းပြောခဲ့တာတော့ mass ရှိတဲ့အရာတွေက space time ကိုဘယ်လိုမျိုး꿰ဘယ်လိုမျိုး꿰စီတာလဲဆိုတာကိုဆုံးဖြတ်ပြီးတော့ space time က object တွေကိုဘယ်လိုမျိုးရွေ့ရှားလဲဆိုတာကိုဆုံးဖြတ်ပေးမှာပဲဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ space time ကနေပြီးတော့နောက်ထပ် theory တစ်ခုစီကိုချင့်ခတ်လိုက်အောင်။ကျွန်တော်ကအာကာသထဲမှာဒီ box တစ်ခုထဲမှာ floating ဖြစ်နေရဆိုပါစို့။ဒါဆိုရင်ကျွန်တော်ပုံမှာတက်ရောက်တဲ့အားတွေဘာမှမရှိဘူးပေါ့။ဆိုတော့ဒီချိန်မှာပဲကျွန်တော်ရှိနေတဲ့ box ကို ဒိုင်းပွားအိမီနာမှာ second square နဲ့ rocket engine တစ်ခုကနေပြီးတော့အောက်ကနေပြီးတော့အရှိန်တင်လိုက်တယ်ဆိုပါစို့ဒါဆိုရင်တော့အာအရန်ကိုထူးခြားတဲ့အန်အောကိုကောင်းတဲ့အချက်ကတော့ကျွန်တော်ကဒီ box ထဲမှာအာကာသထဲမှာရောက်နေပြီမယ်လေကျွန်တော်ကကဘာပေါ်မှာရောက်နေတဲ့အတိုင်းပဲအရာရာတိုင်းကိုပြုလုပ်လို့ရနေမှာပဲဖြစ်ပါတယ်ကျွန်တော်ကကဘာပေါ်မှာရောက်နေရလို့ပဲထင်မှာဖြစ်ပါတယ်ဒါကြောင့် Einstein ပြောခဲ့တာကတော့ gravity ဆိုတာက acceleration ကြောင့်ဖြစ်နေတယ်လို့ကျွန်တော်တို့သတ်မှတ်လို့ရပါတယ် ဒါဆိုရင် acceleration 9.8 meter per second square ပေါ်မှာရှိနေတဲ့ကျွန်တော်နဲ့ကမ္ဘာပေါ်မှာရှိနေတဲ့အာဒီကြည့်ရှုနေတဲ့သူတွေကတူတူပဲခံစားရမှာဖြစ်ပါတယ်။ဆိုအရာဝတ္ထုတွေကလည်းကျွန်တော်စီမှာကျွန်တော်စီမှာဒီကမ္ဘာပေါ်မှာရှိနေတဲ့သူတွေစီမှာအတူတူပဲ behave လုပ်မှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ကဒီ box ထဲမှာပဲအရင်ဥဆုံးဘောလုံးလေးတစ်လုံးကိုရှေ့ကိုပြစ်လိုက်ပါ။ space ထဲမှာပြတုံးကတော့ကျွန်တော်ရဲ့ဘောလုံးလေးကရှေ့တက်တက်ကိုသွားမှာဖြစ်ပြီးတော့ acceleration ဖြစ်နေတဲ့ box ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဘောလုံးလေးက အောက်ကို꿰ပြီးတော့ကြာသွားမှာပဲဖြစ်ပါတယ်။ဒါကကဘာပေါ်မှာပြင့်လဲဒီလိုမျိုးပဲဖြစ်မှာဖြစ်ပါတယ်။ဆိုတော့ကဘာပေါ်မှာနဲ့အတူတူပဲပေါ့နော်။ဆိုတော့ဒီနေရာမှာအာဘောလုံးလေးအစားကျွန်တော်ကလမ်းနှိပ်တဲ့မီလေးကိုယူပြီးတော့အလင်းရောင်လေးနဲ့ light bin bin လေးတစ်ခုကိုရှေ့ကိုထိုးလိုက်မယ်ပေါ့နော်။ဆိုတော့ဒါဆိုလို့ရှိရင်တော့ space ထဲမှာထိုးလို့ရှိရင်တော့ကျွန်တော်ရဲ့ light bin လေးကရှေ့တက်တက်ကိုသွားမှာဖြစ်ပေမယ့်9.8 meter per square နဲ့ meter per second square နဲ့ accelerate လုပ်နေတဲ့အချိန်မှာတော့ကျွန်တော်ရဲ့ light bin လေးက အောက်ဘက်ကိုနည်းနည်းလေးကိုယ်ဝါမှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်း9.2မီတာမှာ second square နဲ့ accelerate လုပ်နေတယ်ကျွန်တော်အတွက်တော့တိတ်တိတ်တာမှာမဟုတ်ပါဘူးဒါဆိုရင်ကျွန်တော်တို့9.8ကနေ98ထိ acceleration ကိုတင်ကြည့်လိုက်တင်ကြည့်လိုက်လို့ရှိရင်တော့ကျွန်တော်ရဲ့ light beam လေးကကိုေးတာပို့ပြီးတော့တိတာမှာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းဘယ်တော့ပဲကိုေးလဲဆိုလို့ရှိရင်တော့ electron တစ်လုံးစာပမာဏပဲကိုေးတယ်လို့သူကသတ်မှတ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ acceleration ကို 98မဟုတ်ပဲနဲ့အများကြီးမြင့်လိုက်မယ်ဆိုပါစို့ဒါဆိုလို့ရှိရင်တော့ speed of light ဒီ light ဘင်းလေးကိုးဝါးတဲ့ပမာဏကတော်တော်လေးကိုသိတာလာမှာပဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့အရင်တုန်းက rocket engine တွေပါတွေလည်းမရှိသေးတဲ့အတွက်ကြောင့်သူတို့တွေကဒီ gravity အရင်များတဲ့စမ်းရဲ့ gravity ကိုသုံးပြီးတော့ဒီ experiment လေးလုပ်ခဲ့ကြရပါတော့။ Einstein ရဲ့ theory ကိုတည်တည်ပြဖို့အတွက် England ရဲ့အရန်ကိုတော်တဲ့ astronomer တယောက်ကသူ့ရဲ့ချင်းနဲ့ဒီ experiment လေးတစ်ခုကိုဆန်းသက်ခဲ့ပါတယ်။ အိုင်စတိုင်ရဲ့ theory ရ gravity က light တွေကို ban ဖြစ်စေရဆိုလို့ရှိရင် နေလျက်အနောက်မှာရှိတဲ့ကြယ်တွေစီကအလင်းရောင်ကသူတို့မြင်ရမယ်လို့သူတို့ကသတ်မှတ်တယ်ပေါ့နော်အဲ့ဒါကြောင့်သူတို့ကဒီ experiment လေးရပေါ့နော်အဲဒီနေလုံးရဲ့အနောက်ဘက်မှာရှိတဲ့ကြယ်တွေစီကအလင်းရောင်ကိုသူတို့ကဓာတ်ပုံထဲမှာဖမ်းဖို့အတွက်စူးစမ်းခဲ့ကြအဲအဲ့ခါကျတော့တို့အရင်ဆုံးဒီ solar eclipse လို့ခေါ်တဲ့အပြည့်နေအပြည့်ချက်တဲ့နေ့ကိုစောင့်ပြီးတော့အဲစူးစမ်းကြရပေါ့နော် ဲ့ခါကျတော့ Einstein ရဲ့ theory အရာဒီ cherry စီကလာတဲ့အလင်းရောင်ကနေရနေတဆင်နေရဲ့ gravity အရာကိုွေးပြီးတော့ကမ္ဘာစီကိုရောက်လာရမယ်။ခေတန်းရိုက်လိုက်တဲ့အချိန်မှာလည်းတကယ်လည်းရောက်လာခဲ့ပါတယ်။ဆိုတော့အဲ့နေရာမှာပဲအာသူတို့တွေကအံ့အားသင့်ပြီးတော့ Einstein ရဲ့ theory ကတကယ်မှန်တယ်ဆိုတာကိုလက်ခံခဲ့ကြပါတယ်။ Gravity အရမ်းများတဲ့ကျွန်တော်တို့နေလုံးကြီးကသူ့ရဲ့အနောက်မှာရှိတဲ့ star တွေစီက light ကိုဘန်းဖြစ်စေခဲ့ဘန်းဖြစ်စေခဲ့ပါတယ်။ဒါကြောင့် Einstein ရဲ့ theory အရ space time က mass များတဲ့ object တွေနားမှာဆိုလို့ရှိရင်ကိုွေးသွားပါတယ်အဲ့လိုမျိုးပဲ light ကလည်း space time ကိုွေးတဲ့အချိန်မှာသူကလည်းကိုွေးနိုင်တယ်လို့ Einstein ရဲ့ theory ကကောက်ချက်ချလို့ရပါတယ်ဒါဆိုရင်ဒီ theory ကနေတစ်ဆင့်ကျွန်တော်တို့ black hole စီကိုတစ်ချက်လောက်ဆက်သွားကြည့်ကြရအောင် cellular mass ကများတဲ့အတွက်ကြောင့် space time ကိုအရန်ကိုွေးစီတာဖြစ်တဲ့အတွက်ကြောင့်အာ light တွေကလည်း band ဖြစ်စီတယ်ဒါဆိုရင် ကျွန်တော်တို့ space ထဲမှာ black hole လို့ခေါ်တဲ့အရာကို mass များတဲ့အရာတွေ point တစ်ခုထဲမှာစုပြုံနေတဲ့ဒီ black hole လို့ခေါ်တဲ့အရာတွေရှိပါတယ်ဆိုတော့အဲလိုမျိုး black hole တွေထဲမှာ point လေးတစ် point ထဲမှာသူ့ရဲ့ mass တွေအကုန်လုံးစုနေတာကိုအဲ့ point လေးကိုတော့ကျွန်တော်တို့ singularity လို့ခေါ်လို့ရပါတယ်ဆိုတော့ဒီ singularity လေးမှာပဲသူ့ရဲ့ mass တွေကစုပြုံနေတယ်လို့သတ်မှတ်လို့ရပါတယ် ။ဒါဆိုရင် Einstein theory အရတော့ဒီ singularity က mass များလွန်းတဲ့အတွက် space time ကို အဆုံးမရှိကွေးနေစေတယ်လို့ကျွန်တော်တို့ယူဆပါတယ်။ဒါဆိုလို့ရှိရင် bare object မှာအဲ့ singularity ကနေပြီးတော့ပြန်ပြီးတော့ escape မလုပ်နိုင်ဘူး။ပြန်ပြီးတော့မထွက်နိုင်ဘူး။အာပြီးရင်အလင်းတော်မှဒီ singularity ကို ဖြတ်သွားတဲ့အချိန်မှာပြန်ပြီးတော့မထွက်နိုင်တော့ဘူး။ကြောင့်မဲ black hole တွေကအလင်းအောင်လည်းမထုတ်လွတ်သလို bare radiation ကိုမှထုတ်လွတ်တာမျိုးမရှိဘူးပေါ့နော် ဒီလိုမျိုးအရန်အောင်မဲနေတဲ့နေရာတဝိုက်ကဒီ black hole ရဲ့အဓိကဆွဲတဲ့နေရာလို့သတ်မှတ်လို့ရပါတယ်ဆိုတော့သူ့ရဲ့အပြင်ဘက်ဒီအစိတ်ပိုင်းလေးကိုတော့ကျွန်တော်တို့ event horizon လို့ခေါ်ပါတယ်ဒီ event horizon မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အာ event horizon ကိုကြော်တဲ့အချိန်မှာဒီအရာဝတ္ထုတိုင်းကအစွဲခံရမှာဖြစ်ပြီးတော့ event horizon ရဲ့အပြင်ဘက်ဒီဘက်အချမ်းမှာကတော့အရာဝတ္ထုတွေကပုံမှန် phenomenon တွေအတိုင်းပဲအလုပ်လုပ်ပါတယ် event horizon နားမှာတော့ object တစ်ခုကလက်ပတ်နေမယ်ဆိုလို့ရှိရင်တော့အရန်ကိုကွေးနေတဲ့ space time ကြောင့် object ရဲ့ motion ကကျွန်တော်တို့ခံမှန်းရအရန်ကိုခံကိုခံမှာပဲဖြစ်ပါတယ်။တကယ်လို့ event horizon နဲ့ away မှာတော့ object တစ်ခုကလက်ပတ်နေမယ်ဆိုလို့ရှိရင်တော့ဒီ object တွေရဲ့ဒီပတ်လန်းကိုတော့ကျွန်တော်တို့ခံမှန်းလို့ရမှာပဲဖြစ်ပါတယ်။ဆိုတော့ဒီပုံလေးကိုကြည့်လိုက်ပါဒီပုံလေးမှာဆိုလို့ရှိရင်တော့ black hole အနောက်မှာ black hole ရဲ့အနားတွိုင်းမှာဒီလိုမျိုးဒီကြယ်တွေက ပုံပြက်နေတာကိုတွေ့ရမှာဖြစ်ပါတယ် ဆိုတော့ဒါဘာကြောင့်လဲဆိုလို့ရှိရင် black hole ရဲ့အနောက်မှာရှိတဲ့ကျယ်ရီစီကအလင်းတွေက black hole စီကိုလာတဲ့အချိန်မှာဒီအရှမ်းကိုကိုေးခံရတဲ့အတွက်ကြောင့်သူရဲ့အနားမှာရှိတဲ့ light တွေကဘန်းဖြစ်နေရပဲဖြစ်ပါတယ်။ဒါကြောင့်ဒီလိုမျိုးပုံစံ black hole ပပလည်းမှာမြင်ရမှာပဲဖြစ်ပါတယ်။အာဒီလိုမျိုးဖြစ်စဉ်ကိုတော့ကျွန်တော်တို့ gravitational lenses လို့ခေါ်ပါတယ်။နောက်ဆုံးအနေနဲ့ general theory of relativity အရာအာကျွန်တော်ဆက်ပြီးတော့ပြပြပေးသွားခြင်းတဲ့ i theory လေးကတော့ ျွန်တော်တို့ black hole တွေလိုမျိုးအရန်ကို massive ဖြစ်တဲ့ object တွေအနားမှာရှိမယ်ဆိုလို့ရှိရင်တော့ဒီ object တွေအတွက်အချိန်ကအရန်ကိုနှိပ်ကွေးသွားမှာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ space time ဖြစ်နေလို့ပါပဲ။ space တခုတည်းခပ်ဖြစ်သွားတာမဟုတ်ဘဲနဲ့ time တွေပါခပ်ဖြစ်သွားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။အဲ black hole နဲ့နီးလေလေအချိန်နေရာလဲပို့ပြီးတော့နှိပ်ကွေးလေလေပဲဖြစ်ပါတယ်။ဒါဆိုရင်တကယ်လို့ဒါကျွန်တော်တို့တွေက even horizon နားကိုရောက်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့တစ်စက္ကန့်ကဒီလက်တွေ့မှာ um တနှစ်လောက်လဲကြာသွားရင်ကြာသွားနိုင်မှာဒါကြောင့် massive ဖြစ်တဲ့ object တွေနောက်ရောက်တိုင်းရောက်တိုင်းမှာအချိန်တွေကအနည်းငယ်နှိပ်ကွေးပေါ်မှာပဲဖြစ်ပါဒါကြောင့်ဒီ theory of relativity နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီနေ့စဉ်ဘဝမှာဆိုလို့ရှိရင်ဒီ GPS system တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ location အတိအကျကိုတို့တွေ calculate လုပ်တဲ့အချိန်မှာဒီ Einstein ရဲ့ theory တွေကိုထည့်သွင်းထည့်သွင်းစဉ်းစားရမှာပဲဖြစ်ပါတယ် ဒါဆိုရင်တော့ Einstein ရဲ့ theory of relativity ရဲ့နှစ်ပိုင်းကိုအနည်းငယ်တော့နားလည်တော့ပြီးချင်ပါတယ်။ဆိုတော့အရန်ကိုကျေပြန့်တာဖြစ်တဲ့အတွက်ကြောင့်ဒီပရိသတ်တွေအနေနဲ့လည်းဒီ theory လေးကိုထပ်ပြီးတော့ကိုယ်တိုင်ဆက်လက်လာပြီးတော့ဒီ theory ကိုပိုနားလည်အောင်ပြုလုပ်ပေးဖို့ကျွန်တော်ကတိုက်တွန်းပါတယ်။